မီးတောင်ပေါက်ကွဲလို့နိုင်ရကြပိမိအသက်ရှင်ခဲ့ပြီမေဒီအကြောင်းတွေကြောင့်ခေသိသမားတွေလက်ထဲမှာပဲကွဲလွန်သွားခဲ့ရရှာတဲ့မိန်ကလေးဗိတ်သမားလုံးမင်္ဂလာပါဘာမှအိတ်သုံးလုံးချန်တဲ့ကနေကျေစပါရီလူးဝစ်မီးတောင်ပေါက်ကွဲမှုကြောင့်တေဆုံးခဲ့ရတဲ့အသက်73နှစ်အရွယ်ကောင်မလေးအော်မရာဆန်းချက်ရဲ့အဖြစ်ကတော့တကယ်ကိုကြေကွဲဖို့ကောင်းလွန်ပါရီလူးဝစ်ဆိုတဲ့မီးတောင်ကြီးကကိုလံဘီယာနိုင်ငံမှာရှိပါရီဒီမီးတောင်ကြီးက1984ခုနှစ်ကတည်းကပေါက်ကွဲဖို့လက္ခဏာတွေပြခဲ့ပါရီ1985ခုနှစ်နိုဝင်ဘာလမှာပိုပြီးတောင်စုညံလာခဲ့ပါရီ ဒါပေမဲ့အစိုးရနဲ့ပြည်သူတွေရဲ့ကြားမှာသတင်းအချက်အလက်မျှဝေမှုအားနေခဲ့ပါတယ်။လူတွေကိုဘယ်လိုပေးလို့ရသွားရမလဲဆိုတဲ့လေ့ကျင့်မှုတွေမရှိခဲ့ပါဘူး။ ဒီလိုနဲ့နိုဝင်ဘာလ23ရက်ည9:00နာရီခွဲလောက်မှာမီးတောင်ကြီးပေါက်ကွဲသွားခဲ့ပါတယ်။ပေါက်ကွဲမှုရဲ့အပူနဲ့မီးတောင်ကဲတွေကြောင့်မီးတောင်တွေကနှင်းတွေအရေပြောကြလာခဲ့ပါတယ်။ဒီနှင်းရေတွေကမြေစီလွာခဲရံတွေနဲ့ရောပြီးလဟားလိုခေါ်တဲ့အချိန်မြင့်ရွှွန်ညွန်စည်းကြီးတွေဖြစ်လာပါတယ်။ဒီရွှွန်ညွန်စည်းတွေကနာယီပိုင်းတွင်အမရိုးဆိုတဲ့မြို့ကိုလုံးဝမြိုချသွားခဲ့ပြီးအချိန်ကလည်းည9:00နာရီလောက်ဖြစ်နေတာကြောင့်မြို့တွေလူဦးရေ2900တွေက2000ကျော်တည်ဆုံခဲ့ရပါတယ်။ ဘောမရာစံချက်ကအမရိုမြို့မှာနေထိုင်တဲ့တာမန်ကျောင်းသူလေးတယောက်ပါမိတောင်ပေါက်ကွဲပြီးရှုံညုံစည်းတွေရောက်လာတဲ့အခါသူမရဲ့အိမ်ကပြိုကျသွားခဲ့ရပါတယ်သူမကသူမရဲ့အနီးကလူတွေနဲ့အတူသူမရဲ့အိမ်ရဲ့ကွန်ကရစ်အပြက်စီးတွေမြေကြီးတွေနဲ့သူမရဲ့ဆွေမျိုးတွေရဲ့အလောင်းတွေကြားထဲမှာခါးအထိညက်နေခဲ့ရပါတယ်။သူမရဲ့ခြေထောက်တွေကရေအောက်မှာရှိနေပြီးအိမ်အပြက်စီးတွေအောက်ဖိမိနေတာကြောင့်လုံးဝယုံထွက်လို့မရနိုင်ဖြစ်နေကြတာပါ။နိုဝင်ဘာလ14ရက်နေ့မှာတော့ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာခဲ့ကြပြီးသူမကိုလည်းတွေ့ရှိခဲ့ကြပါတယ်။ ။အိုမရာဟာအသေးစိတ်ရှင်းရှင်းနဲ့တတိအဖြစ်ရှိနေသေးပါပဲ။ကဲသိသမားတွေကသူမကိုရေတိုက်တယ်၊စကားပြောတယ်၊သူမကလည်းတချင်းဆိုပြတယ်၊သူမရဲ့မိသားစုအကြောင်းကြောင်းအကြောင်းပြောပြတယ်။သူမကကျမအမိကိုတွေ့ခြင်းနဲ့လို့ပြောတယ်။ကြောင်းနောက်ကြမှာဆိုရဲလို့လည်းပြောခဲ့ပါသေးတယ်။ကဲသိသမားတွေကလူဝင်ရားနဲ့သူမကိုဆွဲထုတ်ဖို့ကြိုးစားကြည့်ကြပါတယ်။ဒါပေမဲ့မရပါဘူး။သူမရဲ့ခြေထောက်တွေကရေအောက်ကအိမ်ပြင်စည်းတွေအောက်ပြင်းပြင်းထန်ထန်ညံ့နေကြတာပါ။ ရေကိုပန်းနဲ့ဆုပ်ထုတ်ဖို့လိုအပ်တယ်လို့ခြေထောက်ကိုလွှတ်အောင်လုပ်ဖို့ကရိန်းလိုအပ်နေပါတယ်။အဲဒီနေရာမှာဒါရီတစ်ခုမှရှိမနေခဲ့ပါဘူး။နိုဝင်ဘာလ15ရက်နေ့မှာတော့အိုမရာရဲ့အခြေအနေကပိုဆိုလာခဲ့ပါတယ်။ခနာကူကအားနဲ့လာပြီးမျက်လုံးတွေကနီးရဲလာပါတယ်။ရေထဲမှာကြာကြာနေရတဲ့အတွက် hypothermia လို့ခေါ်တဲ့ကိုအပူချိန်ကြာဆင်းမှုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူမကဆက်ပြီးစိတ်သက်ကြန့်ခိုင်နေတော့ပါပဲ။ကယ်ဆယ်သမားတွေကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါသေးတယ်။ ဝင်ဘာလ16ရက်မနက်ကိုရောက်တဲ့အချိန်မှာတော့အိုမာရာကတဖြည်းဖြည်းနဲ့အားလုံးကုန်သွားခဲ့ပါတယ်။သူမကကြက်သွေးရောင်စည်းတွေတွားခဲ့ပါတယ်။ဒါ Crestim Drone လို့ခေါ်တဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုကြာကြာဖိမိနေရင်ဖြစ်တတ်တဲ့ယောဂါလက္ခဏာပါ။ခန္ဓာကိုယ်တွေကအစိပ်တောက်တွေကပြန့်နှံ့သွားတာပါ။နိုဝင်ဘာလ16ရက်9:05မိနစ်မှာတော့အိုမရာဆန်ချက်ကဂဲသိန်းသမားတွေရဲ့လက်ထဲမှာပဲကွယ်လွန်သွားခဲ့ရပါတယ်။ဘာကြောင့်သူမကိုမကယ်နိုင်ခဲ့တာလဲ။ဒီမိကုံးကလူတိုင်းရဲ့စိတ်ထဲမှာရှိနေကြတာပါ။ ကယ်ဆယ်ရေးဆက်ပစ္စည်းကိရိယာချုပ်တဲ့ခဲ့ပါရင်ဂရိန်ရေစုပ်ဆက်စာရာရီဘာတစ်ခုမှရှိမနေခဲ့ပါဘူးရှိရင်တော့ရှုံညုံထုတ်တဲ့မြေပြင်ပေါ်ရောက်ရှိဖို့ခက်ခဲပါရင်ဆရာဝန်တွေကသူမရဲ့အခြေအနေကိုကြည့်ပြီးခြေတော်ဖြတ်ထုတ်ဖို့လိုအပ်ကြောင်းတည်ခဲ့ကြပါရင်ဒါပေမဲ့ဒီလိုလုပ်ဖို့ဆိုရင်ခွဲစိတ်ခန်းတဲ့ဆေးဝါးတွေလိုအပ်ပြီးဒါတွေကလည်းရှိမနေခဲ့ပါဘူးရေထဲမှာခွဲစိတ်မယ်ဆိုရင်သွေးစိတ်တက်ပြီးချက်ချင်းတည်ဆုံသွားနိုင်ပါရင်နောက်ပြီးအမရုံမြို့တစ်မြို့လုံးပြည့်စည်နေကြတာလူထောင်ချီပြီးအကူအညီတွေလိုအပ်နေကြပါရင် ကယ်သည်သမားတွေကအော်မရွန်တယောက်တည်းကိုအာယုံစိုက်ထားလို့မရပါဘူးဖြစ်ရကြီးပြီးသွားမှနိုင်ငံတကာကသတင်းရခဲ့ပြီးအကူအညီတွေစတင်ရောက်ရှိလာခဲ့ပေမဲ့အချိန်အရန်နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်ဒီဖြစ်ရမှာပြင်သစ်တပ်ပုံဆရာ Frank Fornera ရဲ့တပ်ပုံတပုံကအရန်ကိုကြော်ကြားသွားခဲ့ပါတယ်သူကအော်မရာတေဆုံးကန်ဒီ1985ခုနှစ်နိုဝင်ဘာလ16ရက်မနက်ကဓာတ်ပုံကိုရယူခဲ့ပါတယ်။ဒီဓာတ်ပုံမှာအော်မရာရဲ့မျက်လုံးတွေကပင်ပန်းမှု၊နာကျင်မှု၊ဒါပေမဲ့လူသားဆန်တဲ့ဂုံတိတ်ခါရင်းနဲ့ပြည့်နှံ့နေခဲ့ပါတယ်။ ဒေတာပုံက1986ခုနှစ်မှာ WordPress Photo of the Real ဆိုကိုရရှိခဲ့ပါတယ်။ဒေတာပုံကြောင့်ကမ္ဘာတွင်းကလူတွေက Amazon မှာဖြစ်ခဲ့တဲ့ကပ်ဘေးကြီးကိုတည်သွားကြသလိုတစ်ချိန်တည်းမှာပဲဓာတ်ပုံဆရာတွေကသူမကိုကင်မဲစာဓာတ်ပုံပဲရိုက်နေကြတယ်ဆိုတော့ဝေဖန်မှုတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အိုမရာစန်ချာရဲ့ဖြစ်ရပ်ကသဘာဝဘေးရဲ့ရက်စက်မှုတွေကိုတာမကလူသားတွေရဲ့ပြဿနာကိုဖြေရှင်းရမှာကြိုတင်ပြင်ဆင်မှုမရှိရင်ဘာတွေဖြစ်လာနိုင်တယ်လဲဆိုတာကိုပါပြသနေပါတယ်။ ဒါပေမဲ့ဒူမားရဲ့တတ်တီးနဲ့မျောလင်းချက်ကကျွန်တော်တို့အားလုံးအတွက်သင်ခန်းစာယူစရာတစ်ခုအဖြစ်ကျန်ရှိခဲ့ကြောင်းပါအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ